ရန်ကုန်မြို့လေကဟိုတယ်အခန်းနံပါတ်902ရဲ့ကျောက်မက်ဖွဲရလျှို့ဝှက်ချက်ရန်ကုန်မြို့ရဲ့လှုပ်ရှားမှုတွေနဲ့အမျက်စီကားနေတဲ့ပန်းပေတိုင်းရဲ့ညလူတွေကားတွေနဲ့ပြည့်နှက်နေတဲ့လမ်းမတွေရဲ့အထက် Beauty Land Hotel ရဲ့အခန်းနံပါတ်902မှာတော့ဘသူမှမသိတဲ့သွေးပြည့်ဖွဲရရာဇဝတ်မှုတစ်ခုကတိတ်တဆိတ်ကိန်းအောင်းနေခဲ့ပါတယ် အော်တိုဘာလာရဲ့နေ့တနေ့မှာတော့ဟိုတယ်ဝန်တန်းလေးအတွက်တာမန်နေ့တနေ့လိုပဲစတင်ခဲ့ပါတယ်။ဒါပေမဲ့အခန်းနံပါတ်902ရဲ့ပြည်ရင်းပေါက်အပြင်ဘက်လေအေးပေးဆက်စင်းပေါ်မှာမတင်ကခဝဲအမိုက်အိတ်တလုံးကို တွေ့ရှိလိုက်ရချိန်မှာတော့အရာအလုံးပြောင်းပြန်ဖြစ်သွားခဲ့ပါတော့တယ်။အိတ်ကိုဖြန့်လိုက်ချိန်မှာတော့မြင်တွေ့လိုက်တဲ့မြင်ကွင်းကတော့စကားနဲ့ပေါ်ပြဖို့တောင်ခက်လွန်လာပါတယ်။ အပိုင်းပိုင်းဖြတ်တောက်ခံထားတဲ့အမျိုးသမီးတဦးရဲ့ရုပ်အလောင်းဒီတရင်ဟာမြို့တော်ကို တုံ့လုံဆေးခဲ့ပြီးရဲတပ်ဖွဲ့ဝင်တွေဟာလည်းချက်ချင်းပဲအရေးယူဆောင်ရွက်ခဲ့ပါတယ်သူတို့အတွက်အဓိကတက်တွေကတော့ဟိုတယ်ရဲ့စင်ညာလန်းတွေမှာတိတ်တဆိတ်အရာအလုံးကိုမှတ်တမ်းတင်နေတဲ့ CCTV ကင်မရာတွေပါပဲ CCTV မှတ်တမ်းတွေကိုခြေရာခန့်လိုက်တဲ့အခါမှာတော့ဘသူမှထင်မှတ်မထားတဲ့အဖြစ်တစ်ခုထွက်ပေါ်လာခဲ့ပါတယ် ဒီလိုသွေးအေးရဆက်တဲ့ပြင်းမှုကိုကျူးလွန်ခဲ့သူတွေဟာဝါယင်ရာဇူးကောင်တွေမဟုတ်ပဲအသက်၁၈နှစ်အရွယ်လူငယ်လေးတဦးနဲ့သူ့ရဲ့ချစ်သူတို့ဖြစ်နေကြတာပါပဲသူတို့ကို24နှစ်အသွင်းမှာပဲရဲတပ်ခွဲကဖမ်းဆီးနိုင်ခဲ့ပါတယ်စစ်ဆေးမင်းမြန်းမှုတွေပြုလုပ်တဲ့အခါမှာတော့ဒီရာဇဝတ်မှုရဲ့နောက်ွယ်ကအကြောင်းရင်းကပိုတောင်ထိတ်လန့်စရာကောင်းနေခဲ့ပါတယ် လူငယ်လေးဟာနာမည်ကြီးနိုင်ငံခြားလူသက်မှုဇလန်တွဲတွေကိုအလွန်အကျွံကြည့်ရှုပြီးအဲ့ဒီထဲကပြစ်မှုကျူးလွန်ပုံတွေကိုအတူယူခံပြီးဒီလိုကြောက်မတ်ဖရာလူရက်ကိုကျူးလွန်ခဲ့တယ်လို့ကန့်အူထပ်ဆိုခဲ့ပါတယ်။ Telegram ကနေတိကျွမ်းခဲ့တဲ့အမျိုးသမီးကိုဟိုတယ်မှာချင်းဆိုခဲ့ပြီးနောက်တော့စစ်ရင်ဇလန်တွဲထဲကဇက်ကွက်တွေကိုလက်တွေ့ကဘာမှာအကောင်အထည်အဖော်ခဲ့ပုံပါပဲ။ဒီအဖြစ်ပြက်ဟာ နီးပညာနဲ့ဖျော်ဖြေတွေကလူငယ်တွေအပေါ်ဘလောက်ထိတည်ရောက်မှုရှိနိုင်တယ်လဲဆိုတဲ့မေခွန်းတစ်ခုကိုမင်းလိုက်သလိုပါပဲအခန်းနံပါတ်မာယာနေရတကားပိတ်လွက်ဝက်ချက်ကတော့ရန်ကုန်မြို့ရဲ့သမိုင်းမှာမေးဖြောက်လို့မရတဲ့ထိတ်လန့်ဖွယ်ရာဇလန်းတပုတ်အထစ်ကြံရက်ခဲတော့မှအသေးကြပါတယ်